ကဲကျွန်တော်ပြောမယ်ဗျာဒီကောင်လေချောင်းတိုက်ခိုက်မှုတွေလုပ်နေတာကိုခင်ဗျားတို့ဗီဒီယိုအဲ့ဒီကြဲခံရတဲ့နေရာတွေဒုက္ခရောက်တဲ့နေရာတွေထိခိုက်ခံရတဲ့နေရာတွေကိုခင်ဗျားတို့ဗီဒီယိုတွေရိုက်ပြီးတင်ဗျာဒီကရှိနေတဲ့တကဘာလုံးကသတင်းဌာနတွေကိုကျွန်တော်ပို့မယ်ဒီကောင်နေအစွဲဘလောက်ထွက်နေတယ်လဲဘလောက်လူဘာဝနေတယ်လဲဘလောက်အောက်တန်းစားဆန်းနေတယ်လဲနော်အဲ့ဒီလူရုပ်မာတွေကိုကဘာကွက်ကွက်ကွင်းကွင်းမြင်အောင်ကျွန်တော်လုပ်ပေးမယ်ဗျာကဲခင်ဗျားတို့တင်ကြဗျာ ခဏညကျဲကျဲနေကျဲကျဲကျဲတဲ့နေရာအကုန်သွားရိုက်ပြားကဲဟုတ်လားကျဲပြီးရိုက်ပြားနော်တော့ဓာတ်ပုံနဲ့တော့မလုံနဲ့နိုင်ငံတကာသတင်းတွေကအဲ့ဓာတ်ပုံနေတဲ့သတင်းကြေညာတာမဟုတ်ဘူးဟုတ်ပြီလားကျွန်တော်နိုင်ငံတကာသတင်းတွေကမေးလာလို့ကျွန်တော်အခုဒါကိုပြောတာဘယ်လောက်ပဲဗျာကျွန်တော်ခီးသွားနေလို့မင်းအောင်ဆိုင်ကအဲ့လိုလက်ခံပါမလားလက်မခံရင်ဘာဆက်လုပ်မလဲဒါဆိုရင်အတက်တက်ပေးတင်ပြီလေ1 month ဝမ်းမန့်ပြင်းမင်းမလုံနိုင်တဲ့အတွက်မင်းကိုတော်လှန်ပြီး ငါတို့လုံးမင်းဒိုးလိုက်တော့ဘယ်လိုဖြစ်ရလဲ Thank you ပါအားလုံးကျေးဇူးတင်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာငလင်ပေးတဲ့နေချင်းစစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုတွေပြုလုပ်လာနေသည့်အပေါ်ဆရာကိုရှယ်လေးမှအထူးတတိပေးလိုက်တဲ့ရုပ်တံအပြင်ငလင်ပေးနဲ့ကြုံနေရတော့လေကြံပွဲဆက်လုပ်မှုစစ်ကောင်စီကြီးညာလိုက်တဲ့ထူးခြားသတင်းတွေပါပြန်ဆက်ပေးခြင်းပါလေ သကိုင်းထောင်နေချီတော်လူများတိတ်ဆုံးကြရတဲ့မိငလင်ဘေးဒုက္ခနဲ့ကြုံရတော့လေစီစဉ်ထားတဲ့ကြံပွဲကိုဖျက်သိမ်းမှာမဟုတ်ပဲဆက်လက်ကျင်းပမည်ဟုစစ်ကောင်စီကဂျမန်နေ့ညဧပြီလကကြေညာလိုက်ပြီးဒါကြောင့် တနိုင်ငံလုံးဝမ်းနဲ့ကြေကွဲနေရတဲ့ကာလဖြစ်တဲ့အတွက်ယခုနှစ်မြမရိုးရာတကြံကိုအပြိုအပါတီဆိုကကုံမှုများမပါဝင်ပဲရိုးရာရင်ကျင်းမှုနဲ့အညီအေးချမ်းတရားသောတကြံအဖြစ်ကျင်းပသွားမှာဖြစ်ပါကြောင်းသိရှိရစစ်တပ်ဘက်ရင်သည့်တရင်ဌာနများကိုပြည်ပသည့်စစ်ကောင်စီ၏ထုတ်ပြန်ချက်တွင်တနိုင်ငံလုံးဝမ်းနဲ့ကြေကွဲနေရသောကာလဖြစ်သောကြောင်း ကြံပွဲကိုအပျော်ပါမပါသည့်ရိုးရပွဲအဖြစ်ကျင်းပမည်ဟုရေးသားထားသည့်စစ်ကောင်စီသည်ရင်းတို့ရုံးဆိုင်ရာနေပြည်တော်တွင်ကြံပွဲမှန်တပ်များဆက်ဆောင်နေသည်ဟုလည်းဒေသခံတို့ကဆိုသည်မနေ့ကထိညပိုင်း9နာရီလောက်ထိမိထုံးပြီးစောင့်နေတာငလင်ကယ်ဆယ်ရေးကတော့အဲ့လောက်မလုပ်ကြဘူးဟုနေပြည်တော်မြို့ခံတအူးကပြောသည် နေပြည်တော်ပြင်မနာတောင်တို့လမ်းမကြီးပေါ်တွင်နေပြည်တော်ကောင်းစီမြို့တော်ဝန်မန္တပ်အပါဝင်မန္တပ်၄ခုခန့်ဆောက်လုပ်နေသည်ရခိုင်နှစ်ကထက်မန္တပ်အရေးအတွက်နေပါသည်ဟူမြင့်ကဆိုသည် နေပြည်တော်သည်မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့သည့်အင်အားပြင်းမြင့်ငလင်ကိုအပြင်းထန်ခံစားခဲ့ရသည့်ဒေသများအနက်တစ်ခုဖြစ်သည်ကျွန်တော်ပြောပြရမယ့်အကြောင်းအရာလည်းရှိပါတယ်ဟုတ်ပြီကျွန်တော်ကတော့တူတူတူပဲပြောပြလို့ရမယ်အာကျွန်တော်မနေ့ကခီးသွားစရာရှိတယ်ကျွန်တော်ဆော့ဆော့အိတ်ပြီးတော့ကျွန်တော်လေးစိတ်ကိုအစောကြီးဆင်းရမယ်အဲ့ဒါကြောင့်ကျွန်တော်တူတူပြောမယ်ဗျာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ငှက်ရှင်ဆိုတာတကဘာလုံးမှရှိနေတဲ့ငှက်ရှင်ရဲ့ပြဿနာကိုဒါအားလုံးဟောမိတ်ဆွေညီကိုမောင်နှမတွေသိအောင်ကျွန်တော်ပြောနိုင်တာကငှက်ရှင်ဆိုတာမိုးလီဝတ်ဒီလေတိုက်နှုံးနေအပူချိန်နေမှုန်တိုင်းဖြစ်ပေါ်မှုတွေအဲအရာတွေကိုပြောနိုင်တယ်လို့ငှက်ရှင်ဘတော်ဖြစ်မလဲဆိုတဲ့ဥစ္စာကိုကြိုတင်ပြောနိုင်တဲ့ကဘာမှာနီးပညာအရန်အားနေပါလေကျွန်တော်ဒေါက်တာအာခရီးရှာဝုဒ်နဲ့ဒီငှက်ရှင် ဟာဝိုင်ရငလျင်တိုင်းတာကြီးဒေါက်တာခရီရှာဝုဒ်နဲ့ကျွန်တော်တယ်လီဖုန်းဆက်ပြီးတော့ကျွန်တော်မေးကြည့်တယ်ဒီငလျင်တိုင်းတာကြီးဒီကိုလို့ဘာဖြစ်လို့ကြိုတင်သိအောင်လုတ်ပေးနိုင်ခြင်းမရှိရတာလဲဆိုတော့ဒေါက်တာခရီရှာဝုဒ်ကကျွန်တော်ကိုပြောတာအရင်ရှင်းပါတယ်မြေကြီးတဲကိုအပူချိန်တွေရောလှုပ်ရှားမှုတွေရောနော်ရွှေ့လျားပြောင်းရွှေ့မှုတွေရောအဲ့ဒါတွေကိုအာယုံခံစနစ်တွေကိုကမ္ဘာမှာငလျင်ဖြစ်တဲ့ဒေတာတွေကိုတိတိကျကျ အ ਨੇ စုံပေတထောင် sorry ပေထောင်မိုင်းတထောင်ပေါ့လေမိုင်းတထောင်လောက်ထိကိုကဘာကြီးကိုထည့်သွင်းဖို့အတွက်အောက်မှာရှိနေတဲ့အပူချိန်တွေတိတ်တီးအားတွေညှက်အားတွေအဲ့ဒါကိုခံနိုင်ဖို့အတွက်မြေကြီးတွေကိုထိုးထည့်သွင်းထားရမယ်စန်ထာရီအများကြီးလိုအပ်တယ်တဲ့အဲ့ဒါတွေကဘာကြီးကမလုပ်နိုင်သေးပါဘူးတဲ့ဒီတို့တော့အဲ့ဒီငလျင် ဖြစ်လာပြီးပြီဆိုရင် နောက်ဆက်တွဲဘာဖြစ်လာမလဲဆိုတော့ဟိုတိုင်းတာချက်တွေနဲ့ဟို research ပေါ့ဗျာသူတေသနလုပ်ထားတဲ့အချက်တွေတော့ရှိတယ်တဲ့ โอเคဒါဆိုရင်ကျွန်တော်ကအခုဖြစ်တဲ့ဒီစကိုင်းငလျင်ဟောဘုံမြောက်လိုင်းရောမန္တလေးမိုင်20กว่าလို့ကီလိုမီတာ20กว่าလို့ပေါ့ဗျာအဲသူကပြောတယ်သူကပြောတော့စကိုင်းငလျင်ဘူချက်မကနေသူကစတိုင်းတာလာဆိုတော့သူကအခုမြန်မာနိုင်ငံနဲ့ပတ်သက်ပြီးဒါမြေကုံမောင်တမတွေကိုကျွန်တော်ဟိုပြောပြတာเนาะသူတို့ပြောတာတော်တော်ကောင်းတယ်အဲ့ဒီငလျင်ကားတဲ့ underground spider web sinking လို့ခေါ်တယ်တဲ့ underground spider web sinking မြေအောက်ပင်ကူအိမ်ကဲ့သို့ရေနဲ့ရွှွန်နေဝင်လာတဲ့ငလျင်မျိုးဖြစ်သွားတယ်တဲ့ဟိုခင်ဗျားတို့အဲ့ဒီမှာဖြစ်နေတဲ့အခြေအနေကိုမိတ်ဆွေတို့ပဲသိမယ်နော်သူတို့ရှင်းပြတာအဲ့ဒီငလျင် ဖြစ်သွားပြီးရင်တဲ့နောက်ထပ်ရွေ့ရှားသွားတဲ့အခြေအနေပေါ်မှာတဲ့အတီတကြအစားထိုးဝင်ရောက်ပြီးတော့နောက်ကြောက်လွှာမြေစီလွှာတစ်ခုက စနစ်တကျအထိုင်မကျသေးဘဲနဲ့ရွေ့ရှားပြီးတော့ဖြည်းဖြည်းချင်းငြိမ်သွားအောင်လုပ်ရမယ့်အခြေအနေရှိနေရမယ့်အခြေအနေမျိုးကြောင့်နောက်ထပ်ငလျင်နေဆက်ပေါ်ပါတယ်တဲ့ဒါတစ်နှစ်ချက်ကျွန်တော်ပြောချင်တာကအခုဝင်သွားတာကရွှွန်စည်းနဲ့ရေတွေဖြစ်တဲ့အတွက်တဲ့အဲ့ဒီဒေတာမှာဆောက်ထားတဲ့တန်တန်တန်တော့အလေးချိန်တန် နှစ်ရာထက်ကျော်တဲ့အဆောက်အဦတွေအလုံးဟာတဲ့မိသားရဲ့စိုးစွမှုဒဏ်ကိုခံနိုင်မှာမဟုတ်ဘူးတဲ့ဥပမာကွန်ဒိုတို့လိုဟိုအဆင်းမြင့်တိုက်ကြီးတွေလိုလုံးချင်းအိမ်ကတော့တန့်နှစ်ရာမကျော်ဘူးဗျအဲ့ဒီလိုဆောက်ထားတဲ့အဆောက်အဦတွေဟာဟိုအချိန်မရွေးမြေကြီးအောက်ကိုနေဝင်သွားနိုင်ပါတယ်တဲ့ကျွန်တော်ရှင်းပြပါတယ်ဗျဘာဖြစ်လို့လဲဆိုတော့အဲ့လိုတစ်ခုနဲ့တစ်ခုရွေ့ရှားလိုက်တဲ့အချိန်မှာဗျာ အဲ့ဒီကိုရွှန့်ကြီးနဲ့ရေတွေဝင်လာတဲ့အတွက်တဲ့အဲ့ဒီမြေတွေဟာတဲ့စုံစွပြောက်ပြောင်းခြင်းကိုအ ਨੇ ဆုံးအာကျွန်တော် message တွေလာတယ်ဗျာခဏလေးဗျာအင်းတော်ဒုက္ခပေးတဲ့ message ခဏလေးဗျာအင်းအင်း ဲ့ဒီလိုစူစော့ပြော့ပြောင်းသွားတဲ့အတွက်တဲ့ at least 1 month or 6 month တွင်နေမှာတဲ့အဲ့ဒီမှာတန်200ထက်ကျော်တဲ့အဆောက်အဦတွေဟာနစ်ကြုံဆင်းသွားနိုင်ပါတယ်တဲ့ဒါကျွန်တော်ရတဲ့မက်ဆေ့ကိုကျွန်တော်ပေးတာဒါငယ်စီနဲ့ပတ်သက်လို့ကျွန်တော်ပြောပြတာဆိုတော့အခုမန်လီတိုင်းကြီးနဲ့ဖြစ်နေတဲ့ဒေတာအလိုအက်ကွဲနေတဲ့ပုံစံတွေကအရင်ဆိုရင်မကောင်းနဲ့နောက်တစ်ခုသူထပ်ပြောတာကအဲ့လို အက်ကွဲပြီးတော့ပြိုကျနေတဲ့အချိန်မှာမိုးရွာလိုက်ရင်ပုံဆိုးပါတယ်တဲ့အဲ့ဒီ one month အတွင်းထဲမှာတဲ့အဲ့အက်ကွဲနေတဲ့မြေကြီးတွေအောက်မှာမြေလွှာဒုကြီးတွေမပိတ်နိုင်သေးတဲ့အတွက်တဲ့ကျွန်တော်ကဒီ earthquake နဲ့ပတ်သက်လို့ကျွန်တော်ကပညာရှင်မဟုတ်ဘူးเนาะကျွန်တော်မေးမြန်းပြီးတော့ကျွန်တော်ပြောပြတာကောင်းကောင်းစီးကြက်တုံတုံပိတ်သွားခြင်းမရှိသေးပါဘူးတဲ့မရှိသေးတဲ့အတွက်တဲ့ ူပြောတာ consoling မရှိသေးဘူးပေါ့ဗျာအက consoling မရှိသေးဘူးတဲ့အက consoling မရှိသေးတဲ့အတွက်အဲ့ဒီချိန်မှာမိုးရွာချလိုက်အောက်ကတိုးဝင်နေတဲ့ရွှွန်နွန်နေရေတွေနဲ့အပေါ်ကရေတွေနဲ့ပေါင်းပြီးတော့ပုံမို့ပြီးတော့အောက်ခံမြေသားရိုက်ထားတဲ့ပိုင်နေစိုက်ထားတဲ့အင်္ဂလိပ်အုတ်မြစ်တွေကပြော့ပြီးတော့အဆောက်အဦတွေပြိုဆင်းသွားနိုင်ပါတယ်တဲ့ဒါလက်ရှိဖြစ်ပေါ်လာမယ့်အခြေအနေ အဲ့ဒါကြောင့်သူကကျွန်တော်ကိုအခုကျွန်တော်ပြောတဲ့ဟိုဟိုရင်းလေးကိုလည်းမှတ်ထားဗျာ။ तू ကပြောတာကမတ်လ28ရက်နေ့မှာမြန်မာနိုင်ငံမြေငှက်လျင်လှုပ်ခဲ့တဲ့ဥစ္စာကတဲ့ April 20ရက်နေ့ကနေပြီးတော့ April 30ရက်နေ့အထိဘလောက်တည်ငြိမ်မလဲအထိကိုစောက်ဆိုင်တင်ပါတယ်တဲ့။ပြင်တာပြုတ်တာလမ်းတွေအကွဲတာကိုအဲ့လောက်ကိုစောက်တင်ပါတယ်တဲ့။ကျွန်တော်အဲ့လိုရှင်းပြတယ်။အခုလမ်းတွေအကွဲနေတယ်သွားလို့မရဘူး။အဲဒါလည်းကျွန်တော်တွေ့ရတယ်ဗျာ။ အဲ့လိုတွေ့ရတော့ကျွန်တော်သူ့ကိုဓာတ်ပုံနေရောဗီဒီယိုတွေနဲ့ရောကျွန်တော်ဆွေးနွေးတယ်တော့ဟာဝိုင်ဒီငတ်လင်းစင်တာဒရိုက်တာပါဆွေးနွေးတော့ तू ကတလလောက်အဲ့ဒါဒီအလုံးစောက်ကြည့်တင်တယ်တဲ့စောက်ကြည့်တင်ပြီးတော့မှပြင်ဆင်တာပြူတာဒီနောက်မဟုတ်ဆိုတက်ခါပြင်ရတာဒီသုံးခါပြင်ရတာဒီပြင်လို့မရတာဒီဖြစ်သွားနိုင်တယ်တဲ့ तू အကြံပေးတာပါဒါလက်ရှိဖြစ်နေတဲ့အခြေအနေနော်ဒါမိတ်ဆွေတို့ကျွန်တော်ပြောပြလိုက်တာကျွန်တော်အချိန်နဲ့တိတ်မရဘူးဆိုတော့ နောက်တစ်ခုကျွန်တော်ပြောချင်တာမြန်မာနိုင်ငံကလျင်ကိုနိုင်ငံသားသတင်းထောက်တွေဟိုတယ်တွေမှာတဲ့မီးမရှိလို့အာဘာမဖြစ်လို့ဘူဇုတ်ဇော်မင်းထွန်းကခင်ဗျားတို့အခေါ်ဆိုရင်ဇော်မဲလုံးလုံးကလုံးဂျလုံးပလုံးဇော်မဲဂျလုံးပလုံးအဲ့ဒါပြောတာသတင်းထောက်ဆိုတာကျွန်တော်ကိုယ်တိုင်လက်ပြားမှာသတင်းယူဘူးလေကျွန်တော်တို့ဟိုတယ်ရှိမှာဘာဖြစ်မှာသတင်းသွားယူရတဲ့လူမဟုတ်ဘူးဗျကျွန်တော်တို့ယူလိုက်တဲ့သတင်းတွေကိုနိုင်ငံတကာကအခုဆိုရင်ဆက်သွယ်ရေးစနစ် အယဲမြန်ဆန်နေတယ်မြမပြည့်ကိုအကူအညီတွေရောပံ့ပိုးမှုတွေရောပို့လျှောက်လာဖို့တောင်းဟုတ်အဆင်ပြေနိုင်တယ်နော်ဟိုဟိုလေပြားမှာတရင်သွားယူတုံးရတဲ့ဘဝ2000နဲ့6နဲ့30ကြားတဲ့ကဘဝကလေခဏတရင်တစ်ပုတ်ရိုက်ပြီးကြနဲ့အဲ့ဒီရိုက်ထားတဲ့ကတ်ကိုလူ၄၅ဆင်းနဲ့တဲ့ရတဲ့ဘဝမျိုးဗျအခုကအဲ့ဒါမရှိတော့တဲ့ဘဝဗျာနော်ဟိုတယ်မှာအဲ့တဲ့တရင်သမားဆိုတာကဘာပေါ်မှာအရင်နေပါလေဗျာနော် ီးတော့တည်င်းသမားတွေလျှက်စစ်မီးမရှိလို့တဲ့တည်င်းသမားတွေလျှက်စစ်မီးမလိုဘူးလို့ကျွန်တော်တို့ကြည့်မှာဆိုလာပက်တွေဘက်ထရီဘက်နေအများကြီးပါတယ်လို့ရှင်းပြလိုက်ပါဦးဟုတ်မလားเนาะဆိုအဲ့ဒါကြီးကိုကန့်ကွက်ဆန့်ကျင်လိုက်တဲ့တည်င်းဌာနပေါင်း90ကျော်မြန်မာပြည်ရဲ့အခက်အခဲကိုတစ်ကဘာလုံးဝင်လာပြီးကူညီဆောင်ရွက်ဖို့အတွက်အခုလိုညင်းဆူတုတ်ပြန်တာကလည်းဟုတ်မြန်မာ blind is blind နဲ့ အင်္ဂလိပ်ဒီမှာဓမ္မပြောမြန်မာဗလိမြန်မာကတခုခုကိုညှင်းဆန်ပြီဆိုရင်အဲ့ဒါကန်းနေတာတဲ့မြန်မာ brain is blind အဲ့လိုပြောတယ်ဗျာဓမ္မဟုတ်ပြီနော်မြန်မာ brain is blind အမှတ်ထားလိုက်ဟုတ်ဆိုတော့အခုမြန်မာ brain is blind ဖြစ်နေဆိုတော့ကျွန်တော်ပြောချင်တာဇော်မင်းထောဂျလုံးဘလုံးဂျမဲလုံးသိအောင်ပြောချင်တာမင်းနေရာထိုင်ခင်းဘယ်တည်င်းတောက်ကူမှာပြေးစရာမလိုမင်းမှာပြေးစရာအကြောင်းလည်းမရှိဘူးပြေးဖို့လည်းမင်းစီကမတော့ဘူးဒါပဲ ဟုတ်ပြီနော်ဒါဂျလုံးဘလုံးငမဲလုံးကိုပြောတာဟုတ်ပြီနော်နံပါတ်3ကျွန်တော်ပြောခြင်းတယ်မင်းအောင်ထိုင်မှာကိုပိုင်တားသမီးတွေမရှိဘူးဒါကိုကျွန်တော်အမြဲတမ်းလဲစိန်ခေါ်နေတယ်တားသမီးမရှိဘူးတရုတ်ကြီးတက်ချပြီးတော့မြင်းကြံကမြင်းလဲမှောင်းနေတမတက်ချပြီးမွေးထားတဲ့ကလေးနှစ်ယောက်အတွက်လုံနေကြရတယ်စီးဝါအကျိုးရှာနေရတာဒီဒီနေရာမှာရက်တင်ပြီဟုတ်ပြီလားဒီကြွေးရောင်းတဲ့တရုတ်သားနဲ့မြင်းလဲမောင်းတမချလိုက်တဲ့ကောင်မနဲ့ အတွက်ကိုမင်းအောင်လိုက်စီးပွားရှာနေတာများလွန်သွားပြီဒီမှာရက်လိုက်တော့ကျွန်တော်ရက်ခိုင်နေကိုတခါတလေကြာရင်စိတ်ဆိုးကျင်တယ်ဗျဒီရက်ခိုင်မကျူကျူလှဟာသူ့မြမဖင်ငါထွက်လာတဲ့ဥစ္စာနှစ်ကောင်အတွက်တိုင်းပြည်တစ်ခုလုံးကိုခြာနင်းနေတာရက်ခိုင်နေဆန်းကျင်ရမယ်ဟုတ်ပြီလားမင်းတို့ကြိုက်ကြိုက်မကြိုက်ကြိုက်မင်းတို့စောင့်မျိုးချစ်တာကိုငါချစ်တယ်ဒါပေမဲ့ဒီကျူကျူလှကသူ့မြမဖင်ကိုခြာသွားတဲ့ကိစ္စကိုတိုင်းပြည်လုံးအနှက်ထုတ်နေတာကိုမင်းတို့ဆန်းကျင်ရမယ် 但没佬一开尿，我硬不要啦！我不要么来着？我家地家滴丁家家挂，面熬细打的面煮煮烂，打的面冇是胡标呢。一家归乡的，得有恰的啊狗呢。你来忙来讲恰的狗卖的多，谁在下看那家的单比呀啊，真拿钱我讲的。一边地冇骗的，啊！没佬一开尿，我地价不来挂，我地价满街路，百价路不来挂。你妈谁屋里就只有？你妈逼个瓜？ ဘုံလုံးရွေးချယ်ခဲ့တဲ့တကက်ဆရာကြီးတွေနဲ့ရောငါအသေးချဆွေးနွေးပြီးတော့မှအချက်လက်တွေအားလုံးရမှငါပြောတာဟုတ်မလားညားတယ်ကွာဒါအကုန်တော့နိုင်ရမယ်အကုန်ရှင်းရမယ်ဒါလေဟုတ်ပြီဒီပိုင်းဒီမှာရမယ်သေးချာလို့ပြောတာနော်ဟိုကြော်ညိုးမင်းလို့ကောက်မအီးလို့စောက်ချက်မရှိပဲတက်မလာနဲ့ဒီအန်နေစစ်ခိုင်းလိုက်စောက်ချက်ကွဲတယ်ဟုတ်မလားကဲဒီမှာရမယ်နောက်တစ်ခုသွားမယ် အမေရိကန်လှူငါတို့ test တွေငါတို့ပေးထားတဲ့ပတ်စံတွေဒါပေမဲ့အမေရိကန်အစိုးရသူက USAID ကြီးကိုပိတ်လိုက်ပြီးတော့မှပြန်လှူတာမြန်မာနံပါတ်1ပဲဒီအခွင့်အရေးကိုကြံတဲ့နိုင်ငံတွေတော့နောက်ပိုင်းရလာနိုင်တယ်ဒါကို lobby အသေးချာလုပ်တန်ရမယ်ဟုတ်ပြီလားငါအစိုးရဝန်ထမ်းတယောက်ဒါကိုငါတရားဝင်ပြောတာ USAID ပိတ်လိုက်ပြီမြန်မာဖြစ်လာတဲ့ကိစ္စမှာ USAID အန်တယ် USAID X ကနေပြီးတော့ပေးတာဆိုတော့ဒါမပိတ်သေးဘူးပေါ့ကွာတို့နိုင်ငံကိုအမေရိကန်နိုင်ငံကကူညီတယ်လို့ပဲအခြားဒုက္ခရောက်နေတဲ့နိုင်ငံတွေလည်းကူညီလာမယ့်အဖို့ခွင့်လန်းတွေပွင့်လာအောင်ကူညီခြင်းစိတ်ရှိအောင်ပူးပေါင်းဆောင်ရွက်ဖို့အဲ့ဒီစစ်တပ်ကိုမင်းတို့တိုက်တွန်းဖို့လိုတယ်ဟုတ်ပြီနော်ငါဒါရိုးရိုးရှင်းရှင်းလေးပြောပြတာနောက်တစ်ခုထပ်ပြောမယ်အခုကပြည်သူကိုပြည်သူကူညီနေရတာ ငါပဲရေးတင်လိုက်တယ်ငါရုတ်တန်နေလဲပြတယ်စကိုင်းမှာအပုံနဲ့နေထွက်နေပြီဆိုတော့ပို့ပြီးတော့ရုတ်တန်နေတက်လာဟုတ်ပြီလားအဲ့လိုရုတ်တန်နေတက်လာပြီစကိုင်းကိုအခုအခုမတ်လ31ရက်နေ့မှာရောက်လာတဲ့နိုင်ငံတွေအဖွဲ့အစည်းတွေကအတိအချာဆက်ရန်တရားတွေနဲ့ဆောင်ရွက်ဖို့အတွက်ဟိုအောက်မှာအကုန်လုံးတင်နေပြီတင်နေပြီအဓိကက နေပြည်တော်ကိုကယ်ခိုင်းနေတာနော်နေပြည်တော်ကိုကယ်ခိုင်းနေတာ တဘာဝ BNDA ဆိုတာအဲ့လိုကယ်လို့မရဘူးနိုင်ငံတကာကဝင်ရောက်လာရင်တောင်မှ ကိုယ်မှလက်ရှိ planning နေရှိရတယ်ချက်ချင်းလောက်ကင်ဆောင်ရမယ်ကိစ္စတွေစက်ရန်တရားတွေကိုယ်လည်းပြင်ဆင်ထားပြရတယ်မင်းအောင်လှိုင်တို့ဘာမှမပြင်ဆင်ထားဘူးဒါအမှန်ပြောတာခင်ဗျားတို့ကြောက်စိမ့်တူးတဲ့ဘတ်ဖို့2600ကျော်တယ်ဗျာမြေတူးဆက်2600ကျော်အခုကုမ္ပဏီ28ခုကစည်ရင်ကိုကျွန်တော်တွက်ကြည့်တာကချင်ပြည်နယ်မှာကြောက်စိမ့်တူးခဲ့တဲ့ဆက်တွေ 那偷那抢也叫那边，没羞不马屁嘛？看别人一便宜，看面人都在这里拖拉的，啊，还看别人吵架了，就看咱刘大路人来眼里家的那边。哟，没有了，没有处也现在也是一门看官不干，哈哈哈哈哈哈，mother fuck，啊，国去别了。Hi, Mr. Trent, I'm talking about Myanmar government. who is very bullshit and foolish shit. Solving the problem. Now I'm criticizing about that. President Mr. Trump, you need to know about that. Foolish shit, foolish shit. ဟုတ်ပြီ။ဒါကိုဒီတိုင်းဖြတ်လိုက်မယ်။တွတ်တွတ်တုတ်တုတ်ပြောနေတာ။စဉ်းစားကြည့်2020မှာဟိုကောင်ဝင်းမြတ်အေးမင်းတို့ကနိုင်ငံရေးသမားလည်းမဟုတ်ဘူးမင်းတို့ဝန်ထမ်းကြီးကွာ။တက်လား။အေးဒေါက်တာဝင်းမြတ်အေးဆိုတဲ့ကောင်ဝန်ထမ်း။ 哈！我今天是受骗的家啦，你起码投标了，对吧？我平安的跟干部在聊王山书阿哎，你干嘛？阿开的不生气的？咋咋，这老没标了，这老在下对着标着的。你妈能干嘛？别人来呀，你妈见过？他个没有标来过，他就是没标上来，我别问都没什么了，没有按钮就把了，谁弄你内部了？没有么？谁弄呢？ မင်းတို့ကြောင်းမတက်နဲ့ဘုံခွဲမယ်အိမ်မဲမဲတွေမကြိုက်နဲ့ပေါက်ကွဲမယ်တေးမယ်ပြောထားတဲ့ကောင်ဆွေးနွေးပွဲလိုင်းမဟုတ်တက်မလာနဲ့မင်းတို့တိုက်နိုင်တိုက်မတိုက်နိုင်ရင်ခွေးစက်ထုတ်ခင်းဒါပဲငါပြောချင်တယ်ဒီအချိန်မှာမင်းတို့ပြောရမှာဒါတွေရှိတယ်ဘယ်ရောက်သွားလဲမင်းတို့မပြောနဲ့ငါပြောနိုင်တယ်လေ EV ကားတွေတွင်းမှု ဆိုလာပြားတွေတွင်းမှု ဆိုလာနဲ့ဆက်ဆက်ပစ္စည်းတွေတွင်းမှု EV နဲ့ပတ်သက်တဲ့ဆက်ဆက်ပစ္စည်းတွေတွင်းမှုမင်းအောင်တိုင်ရဲ့အီကြကွေးကြော်ရောင်းတဲ့တရုတ်နဲ့ကျွတ်ကျွတ်မှညမညားတဲ့ကျွတ်ကျွတ်လှညမညားတဲ့ကောင်မမွေးတဲ့ ပြည်စုံအောင်ရဲ့အောက်ကကုမ္ပဏီခုနှစ်ခုကိုဘီလီယံ140ကျော်ချိပြလိုက်တာလေပြန်မလာဘူးလေဒါငါအပိုင်ပြောနေတယ်လေမင်းတို့အာနာတိတ်လိုက်တဲ့အချိန်မှာဘီလီယံ400ကျော်ရှိတယ်ကွာဟဲ့ကောဝင်းမြအေးမင်းအချောက်ဆိုရင်ဖင်ခံလိုက်ဒီအချိန်မှာတဲထွက်ပြောမင်းသိရမှာလေကွာဘာကုန်ဒီမှန်းလည်းမသိဘူးဗမာနိုင်ငံမှာဟမ်လူတယောက်ကိုယုံကြည်ပြီးတော့အစိုးရဖြစ်သွားတာ ਨੇ မအီးဟာဆဲထည့်လိုက်ရင်တော့လိုးကုန်တော့မယ်ကွာဝန်တန်းတော့အဆင်းကမြမနိုင်ငံရုပ်ခြေလေတဲ့ခွေးမသားတွေကိုပါပိတ်ရိုက်ခြင်းစောက်အဆင်းတကောင်မှမရှိဘူးစောက်ကျက်တည်းကြီးကြောက်နေကွာဒီအချိန်မှာမင်းတို့ရှိခဲ့တဲ့ data တွေခြားပြလေဝင်းညံ့အေးငါလို့ဩငါဆဲမိတော့မယ်ကွာမသားတို့မဆဲတော့တာကွာကဲ ။ဘာကောင်နေပန်းလည်းမသိဘူး။နိုင်ငံကြီးသမားလည်းမဟုတ်။စောက်ချွေစင်မျိုးဆက်လည်းမရှိဘူးကွာ။ဘာစောက် experience မှလည်းမရှိဘူးကွာ။ဘယ်မှလည်းမထိုးနိုင်ဖောက်နိုင်ဘူးကွာ။တကယ်ကောင်နေကွာ။စောက်ကြက်တည်းကြီးတော်တော်တုံးနေကွာ။မင်းတို့ကကြက်တည်းကြီးနှစ်တုံးတုံးတာ။ဟိုဘက်ကစကားစားလည်းတုံးတာ။မင်းတို့လည်းတုံးတာ။ကြက်တည်းကြီးနှစ်တုံးမှလူထုကြားညက်တာ။ဟုတ်ပြီလား။ကဲဒါအုပ်ဒီမှာထပ်ဖြတ်မယ်။နောက်ဆုံးတစ်ခုပြောသွားမယ်။ဒါဆိုရင်ခင်ဗျားဘာတွေလုပ်ပေးနိုင်မလဲ။ဟော မြမပြအလှူခံလေနာကင်းမှာအလှူခံတယ်လေအဲ့တော့ချီးကြောက်ခြင်းမနူးပါနဲ့လို့စကားစထောက်ခံသူတွေဘောမတွေရေးနေတယ်လေဟုတ်တယ်ဟိုလားချီးကြောက်ဒါချီးစို့ချီးစို့လည်းရေးမတော်နဲ့လို့မလို့ပြောလေကေအန်ယူကတောင်းဆိုချက်မှန်တယ်ဒီလောက်ပဲငါပြောနိုင်တယ်ကျန်တဲ့တိုင်းရင်းသားတွေဒီအချိန်မှာအပြစ်ခတ်ရက်စဲထားပြီးမယ်လိုအပ်တဲ့အကူအညီကိုပူပေါင်းဆောင်ရမယ်ဒါလည်းမှန်တယ်မင်းအောင်လှိုင်ကအဲ့လိုလက်ခံပါမလားလက်မခံရင်ဘာဆက်လုပ်မလဲ ဒါဆိုရင်အကန့်အသတ်ပေးတင်ပြီလေ1 month 1 month ပြီးရင်မင်းမလုပ်နိုင်တဲ့အတွက်မင်းကိုတော်လှန်ပြီးငါတို့လုပ်မင်းဒိုးလိုက်တော့ဘယ်လိုဖြစ်ရလဲ Thank you ပါအားလုံးကျေးဇူးတင်ခီးရှိလို့ဒီနေရာမှာရပ်ပလိုက်ပါမယ်